။ online ငွေကြေးလိမ်လည်မှုနဲ့ online လောင်းကစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်။မြန်မာထိုင်းနယ်စပ်အနီးရှိ KK ဘတ်နေရာအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပြည့်ပြည့်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီတမရဗိုလ်ချုပ်မှုကြီးမင်း online ကပြောကြားပါရတယ်။နိုဝင်ဘာလ15ရက်နေ့နဲ့နောက်ပိုင်းတွင်ကရင်ပြည်နယ်ဖမ်းမျိုးရှိပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရမီရဖများအားတွေ့ဆုံရင်းဒေတာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားရရင်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မူကြီးမဲအောင်လိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြည်내ဖွံ့ဖြိုးတိုးတက်မှုကိုဖျက်ဆီးနေတယ်။တည်ငြိမ်အေးချမ်းမှုပြည့်ရွှင်အောင်ဆောင်ရွက်နေမှုများကိုပြည်내အတွင်းနေထိုင်ကြသူများအနေဖြင့်နီလန်ပေါင်းစုံဖြင့်ကောက်ဝဲဆောင်ရွက်သွားရရန်လိုအပ်ကြောင်းနိုင်ငံတော်နေဖြင့်ကရင်ပြည်내အတွင်းဒေသတည်ငြိမ်အေးချမ်းမှုပြည့်ရွှင်အောင်လှုပ်ဆောင်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်။မြန်မာထိုင်းနယ်စပ်အနီးရှိ KK ပတ်နေရအား တမတော်အနေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရက်နေဖြင့်အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီတမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားခဲ့ပါတယ်။ထို့ပြင်ကရင်ပြည်နယ်တွင်နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းကလက်နက်ကင်တောင်းချမ်းမှုများကြောင့်တည်ငြိမ်အေးချမ်းမှုများပြတ်ရွေးပြီးပြည်내တွင်နေထိုင်တဲ့ပြည်သူများထိခိုက်တဲ့ကဲ့သို့နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကြောင်းကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပြတ်ရွေးအောင်လှုံ့ဆော်နေသူများသည့်ကရင်ပြည်နယ်တွင်ရှိလက်နက်ကင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း တင်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပညာသင်ကြားနိုင်ပြီးပြည်သူများ၏ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ရာရင်သမ္မတဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါတယ်။ KMB နဲ့အေးချမ်းတာယာပြီးငြိမ်းချမ်းပါစေကြောင်း KMB နဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်အနေဖြင့်စင်စက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီးမကြာသေးမီကာလတွင်ရေကောက်ပွဲကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းရေကောက်ပွဲပြီးဆုံးချိန်တွင်ရေကောက်ခံကိုယ်စားလှယ်များနှင့်အစိုးရတဲ့ဖြင့်နိုင်ငံတော်တာဝန်ကိုဆောင်ရွက်သွားရမှာဖြစ်တယ်လို့ယာယီသမ္မတဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါရယ် မိမိတို့အနေဖြင့်ပြည်သူများလူလားချက်ဖြစ်တဲ့ဒီမိုကရေစီပေါ်တွင်ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းကောင်းမွန်တဲ့ရွေးကောက်ခံကိုယ်စားလှယ်များဖြင့်ကောင်းမွန်တဲ့နိုင်ငံရေးလမ်းကြောင်းကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်းနေမြေတည်ငြိမ်အေးချမ်းမှုရှိတဲ့ဒေသများတွင်တိုးတက်မှုများရရှိနိုင်မှာဖြစ်တဲ့ကဲ့သို့တည်ငြိမ်အေးချမ်းမှုမရှိတဲ့ဒေသများတွင်မြေတည်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုရရှိမှာမဟုတ်ကြောင်းယာယီတံမှားဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားပါသည်